တောင်ကိုရီးယားအတွက်နျူကလ িয়ার ရေငုပ်တင်ဖို့တိစောက်ဖို့ trend ခွင့်ပြုလိုက်တယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသားမှာပဲဖြစ်ပါတယ်။တောင်ကိုရီးယားအတွက်နျူကလ িয়ার ဆောင်းရင်အင်တုံတိုက်ခိုက်ရေရေငုပ်တင်ဖို့တစီတိစောက်ပေးဖို့ခွင့်ပြုလိုက်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆိုပါတယ်။တဟကပါတလောမှာနျူကလ িয়ার ရေငုပ်တင်ဖို့တွေပိုင်ဆိုင်ထားတဲ့နိုင်ငံအ ਨੇ ချင်းစီရင်တဲ့တောင်ကိုရီးယားကိုပါဝင်ခွင့်ပြုလိုက်တဲ့သဘောလည်းဖြစ်ပါတယ်။လူမှုကွန်ရက်ပေါ်မှာရေးသားထားရမှာတော့ထရန့်ကတောင်ကိုရီးယားရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုတုံ့မြစ်ထားတဲ့ ဖီလာဒယ်ဖီးယားတင်မောကျင်းတစ်ခုမှာအဲ့ဒီရေရင်အစ်တစ်ကိုတိဆောက်စင်မယ်လို့ဖော်ပြထားပါတယ်။ထရန့်ဟာအော်တိုဘာ29ရက်နေ့မှာသူ့ရဲ့ရုရှားခီးစင်နောက်ဆုံးအဆင့်အဖြစ်တောင်ကိုရီးယားကိုရောက်ရှိနေပြီးအင်ရှင်နိုင်ငံရဲ့တမရအလီကျင်းမြောင်းနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။တောင်ကိုရီးယားဟာအမေရိကန်စီကရေနံနဲ့တန်ငွေပမာဏအမြောက်မြောက်ဝယ်ယူရေးကိုလည်းလက်ခံကတိပြုခဲ့တယ်လို့ထရန့်ကဆိုပါတယ်။ဒါ့အပြင်ထရန့်နဲ့လီတို့ဟာနိုင်ငံကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်စာချုပ်ရဲ့အပိတ် ိနိုင်မှုအဆင့်တွေကိုလည်းအောက်တိုဘာ29ရက်နေ့မှာဆွေးနွေးပွဲမှာအတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီဟာပြည်သွင်းမှာနျူကလ িয়ার လောင်ဆောင်ကိုကိုယ်တိုင်တန်းစင်ထုတ်လုပ်ခွင့်ရရေးဆက်စီကနေခွင့်ပြုချက်ရဖို့တောင်းဆိုထားတယ်လို့ဒီရပါတယ်နှစ်နိုင်ငံသဘောတူထားတဲ့ဆာချော့အရတောင်ကိုရီးယားဟာအမေရိကန်သဘောမတူဘဲနျူကလ িয়ার လောင်စာတန့်စင်ထုတ်လုပ်ခွင့်မရှိပါဘူး။ထရန့်ကတောင်ကိုရီးယားအတွက်လက်ရှိအသုံးပြုနေတဲ့ဟောင်းလန်းပြီးအရန်တက်တက်မြတ်မြတ်မဟုတ်တော့တဲ့ တီစင်အင်ဂျင်သုံးရေငုပ်တင်ပေါ်တွေအစားနျူကလ িয়ার ဆွမ်းအင်သုံးရေငုပ်တင်ပေါ်တစ်စီးတိဆောက်နိုင်အောင်ခွေပြူပေးခဲ့ကြောင်းသူကိုယ်တိုင်ထူထောင်ထားတဲ့လူမှု ကွန်ရဲ့ platform through မှာရေးသားထားခဲ့ပါတယ်။တောင်ကိုရီးယားဟာကမ္ဘာပေါ်မှာခေတ်အမီဆုံးတင်ပေါ်တည်ဆောက်မှုစွမ်းရည်ကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့ nuclear စွမ်းအင်နဲ့ခုံမောင်းတဲ့စနစ်မျိုးကိုကင်တယ်တည်ဆောက်နိုင်တဲ့နိုင်ငံတွေကတော့ကမ္ဘာပေါ်မှာအရန်နည်းနည်းလေးပဲရှိပါတယ်။ Trump ဟာပြီးတိုင်နဲ့လေပူပေါင်းပြီးဩစတြေးလျအတွက် nuclear သုံးစွမ်းအင်ရေငုပ်တင်ပေါ်တည်ဆောက်ပေးရေးကိစ္စကိုမီးစိမ်ပြထားပါတယ်။အဲ့ဒီသဘောတူညီမှုအရာအမေရိကန်ရဲ့ nuclear စွမ်းအင်သုံးရင်ငုံတင်ပေါ်တည်ဆောက်မှုနည်းပညာကိုအော်စတြေးလျစီကနေလဲဝေမျှပေးရမှာဖြစ်ပါတယ်။အမေရိကန်ကအဲ့ဒီ ်ဤပညာကို1950ပြည့်လွန်နှစ်တွေတုန်းကဒီတိုင်တနိုင်ငံတဲကိုဒါဝေမျှပေးခဲ့မှုပါတယ်ထရက်နဲ့လီတို့သွေးဆောင်ချိန်မှာတော့လီကတောင်ကိုရီးယားရဲ့ကာကွယ်ရေးကဏ္ဍကိုအမေရိကန်ကအများပြားတာဝန်ယူထားရာကနေရှော့ပေါ်စင်နိုင်ရည်အတွက်နျူကလ িয়ার ဆွမ်းအင်သုံးရင်ငုတ်တင်ပေါ်သူချိုးတိဆောက်နိုင်ရည်အတွက်တောင်းဆိုခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့လောလောဆယ်မှာတော့ထရက်ကရင်ငုတ်တင်ပေါ်တစ်စီးကိုပဲကနဦးတိဆောက်ဖို့လက်ခံထားတဲ့သဘောပါလီမတိုင်ခင်ကတောင်ကိုရီးယားသမ္မတအဆန်းဆန့်ကလည်းနျူကလ িয়ার ရင်ငုတ်တင်ပေါ်တွေပိုင်ဆိုင်နိုင်ရည်မျှော်လင့်ခဲ့ပေမဲ့အမေရိကန်က တမရအတီးတီးကလည်းအဲ့ဒီကိစ္စကိုဆယ်စုနှစ်တွေနဲ့ချီတောက်လျှောက်စန့်ကျင်ညှဉ်းပယ်ခဲ့ကြပါဗျာ။